ကဲအားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့မင်္ဂလာပါအဲ69နဲ့ခွန်ခွန်နဲ့တပွင့်လေးရောရတယ်ဟာလားအဲ့လိုပဲသူလုပ်တယ်နော်ကဲညနေတော့မိပြီဟာလားညနေတော့မိကိုမိရမယ်လို့ရာနှုံးပြေတော့တော့ဆရာကမ္မနာတယ်မိတ်ဆွေတို့ကြီးနော်ဟာလားမကခွန်ခွန်နဲ့69နဲ့လုံးလုံးသွားတယ်တပွင့်လေးရောရတယ်နော်ရန်ကနန်းလေးရဲ့ဟာလားတပွင့်လေးရောပြီးတော့လုံးသွားတယ်ကဲဒါဆိုရင်အခုဒီညနေကို တိတ်ပြီးတော့စကားရှိရှိဘူးပြောတော့ဘူးเนาะပြောတော့ဘူးဆိုတော့ဒီမှာဒီကောင်ကတဆိုင်เนาะဒီကောင်ကဒီနှစ်ပင်တစ်ပင်တစ်ကတ်နှစ်ကတ်သုံးကတ်ပေါ့ဒီညနေအတွက်ဒါဒါညတော့ဆရာပြောခဲ့တဲ့ဒီမှာလေဒီကနန်းလူသေးတယ်ပေါ့เนาะဒီမှာဟာလားမနေ့ပိုင်းကနန်းလူနေတဲ့အတွက်တွေ့လို့မရအခုဒီကောင်မနေ့ပိုင်းကနန်းတွေ့ပြီဆိုဒါတစ်ခွက်เนาะဒါတဆိုင်เนาะနောက်တစ်ခါဒီကောင်ကတဆိုင်အဲ့ဒီနှစ်ဆိုင်ပေါင်းပြီးတော့ဒီချိန်မနေ့ကပြန်လို့ပြောခဲ့တဲ့ဟိုဟိုကလေဟိုနှစ်လေးလဲပြန်ထည့်မယ်เนาะကနန်းသုံးခွက်သွားမယ်ဟာလားဒီညနေ့ သုံးခွက်လာမယ်အဲ့ဒါကိုမိတ်ဆွေတို့လုံးပိုင်ရတော့မနေ့ကလေးဒီလေးရအပိုင်ကြာမကြအောင်တော့အခုဒီညနေဆိုရင်ကြာသူဆက်အိရဆိုတော့နှစ်ပိုင်ပဲเนาะအဲ့တော့နှစ်လေးရပြန်ထိုးရမယ်ထိုးလို့မရအောင်เนาะနှစ်လေးနဲ့အဓိကတော့အခုဒီညနေကြာတဲ့ဆိုက်ပေါ့เนาะအဲ့ဒါကိုမိတ်ဆွေကြည့်ပြီးတော့เนาะဒဲချင်းလေးတွေတော့တုံးပေါ့ဟလားဒဲချင်းလေးပါလေတုံးကြပေါ့เนาะဒါမှမဟုတ်လို့အခုပြောမဆိုရင်တော့အခုကဒီညနေကခဏဘယ်နှလုံးလဲအဲနှစ်လေးတစ်ရှစ်ခဏလေးလုံးလဲ ော်အဲ့ဒီလေးလုံးသုံးခွက်ပေါ့ဟာလားကဲဒါဆိုကြည့်ရအောင်သိပြီးရှိရှိဝူးပြီးတော့အချိန်နဲ့သိမရအောင်နော်ရှိရှိဝူးပြီးတော့ကဲဒီကောင်တစ်ဆိုင်ကြည့်မယ်နော်အဲ့ဒီလေးလုံးပေါင်းမယ်နော်1 2 3ည4ပေါင်းခြင်းဒီဘယ်လောက်လဲခွန်နဲ့ဟုတ်ပြီနော်သုံးမိနစ်ခန့်နောက်တစ်ခါဒီမှာ9 8 8ပေါင်းခြင်းရဘယ်လောက်လဲ9 ငါနော်ဒါရှိရှိက6ဒီ9နဲ့ပေါင်းတော့ငါ9ကိုဒီအလေတိုင်းနဲ့ပေါင်းမယ်ဒါလည်းပဲခွန်မယ်တဲ့ဟုတ်ပြီနော်ဒီကြားလေးဒီကောင်အလုံးလုံးမယ်နော်အလုံးလုံးမယ်အလုံးလုံးမယ်မိတ်ဆွေတို့မပူနဲ့ဒီကောင်အလုံးလုံးမှာဒီစိုက်ကောင်းတော့ဟိုဘုတ်စိုက်လည်းကောင်းတော့ပဲနှစ်စိုက်ပေါင်းပြီးအလုံးလုံးလိမ့်မယ်လို့ပြန်ထင်တယ်နော်အဲ့တော့ဒီကောင်ခွန်ဖြစ်အောင်တဲ့နော်အဲ့တော့ဗာထည့်မလဲဆိုလို့ရှိရင်ဒီမှာ9ရှိတယ်ဟာလား9 3ခွန်ရှိခြင်းကြောင့်နှစ်ထိတ်တဲ့နော် ါလည်းထည့်လိုက်တထည့်ဤတဲ့တလုံးနော်ဒါဆိုရင်အဲ့ဒီလေးလုံးဒီလေးလုံးခွန်ဒီလေးလုံးခွန်ဒီလေးလုံးခွန်လို့ရိုက်ပြီဒါဆိုရင်နှစ်ထည့်နော်ကဲဒါဆိုရင်နောက်တစ်ပုံဆက်ကြည့်မယ်နော်နောက်ဘိတ်ကိုကြည့်မယ်ဟဲ့လားနောက်ဘိတ်ကိုကြည့်တဲ့အခါကျတော့လေသူအလားတူသွားမယ်ဒီမှာ6 2 5 9256ဟာလားအဲ့ဒီ6ကိုဒီတက်နဲ့ပေါင်းမယ်9251ပေါင်းခြင်းဒီလေခွန်ပါပဲတဲ့ဟုတ်ပြီနော်ဒါလည်းခွန်ပဲတဲ့ ဆိုတော့ဒီလေးလုံးခွန်ဖြစ်တယ်လို့ဒီလေးလုံးနေလဲခွန်လာเนาะဒီမှာ9 2 5 6ဒီတင်းနဲ့ပေါင်းတော့ခွန်ကဲဒါဆိုရင်နောက်တစ်ပွဲကြည့်မယ်ဒီလေးလုံးကခွန်တယ်လို့တဲ့ဒီမှာ6 8 8ကဘယ်လောက်လဲနှင်းတဲ့အဲ့ဒီနှစ်ကိုဒီပိတ်နဲ့ပေါင်းမယ်ဒီလေးလုံးပေါင်းခြင်းဒီလဲခွန်ပါပဲတဲ့ဟောเนาะအဲ့တော့ခွန်ခွန်ခွန်နဲ့တူသွားတာเนาะဒီလေးလုံးခွန်ဒီလေးလုံးခွန်ဒီလေးလုံးဒီခွန်ဒီလေးလုံးဒီခွန်ကဲဒါဆိုရင်ဒီခွန်ဖြစ်အောင်ဆိုရင်ဒီမှာနှစ်ထိပ်လို့ရတယ် အဲ့တော့ဒီခွန်ဖြစ်အောင်ဆိုရင်ဘာထည့်မလဲဒီမှာ6လို့ရှိပြီနော်အဲ့ဒီခွန်လို့ရအောင်ဆိုရင်အပိတ်ကတလုံးထည့်ပေးရမှာဟလားအဲ့တော့ဘာထည့်မလဲတစ်ဆိုရခဏတလုံးထည့်မယ်တဲ့နော်ပြေးကြတယ်ဒီညနေတေးကြပြီမိတ်ဆွေတွေနော်မလွဲတော့ဘူးဟဟလုံးဝအငိမ့်ပဲလို့ဆရာတော်မှားနာပြီနော်ညာနှုတ်ပြေလောက်ဆရာခံမာနာကျန်တဲ့ကဲဒါဆိုဒီကောင်ပြီးပြီနော်ဒီမှာနှစ်တက်လို့တစ်ခွက်ရပြီဟလားနော်ဒါနှစ်တက်ကိုဒဲချင်းပေါ့နော်တော်ဒီကောင်လေးချင်းပဲပေါ့ ဒဲလဲထိုးရမယ်ချိန်နဲ့ချိန်ပဲပေါ့နော်ဟုတ်လားအဲ့တော့ကနန်းကတော့တည်ကြနေပြီမရှိဘူးကြီးနော်တည်ကြနေပြီတည်ကြနေပြီနော်ဒီကောင်းလေးဒီ site ဒီအခုဒီညနေပြရတဲ့ site ဒီအရန်ကောင်းတယ်နော်အဲ့တော့မရှိဘူးမိအောင်တာလုပ်ပြီးတော့နော်ကဲဒါဆိုရင်ဒီကောင်းတစ်ချက်ကြည့်မယ်နော်ဒီကောင်းတစ်ချက်ကြည့်မယ်ဆိုတော့ဒီမှာ1 6 3နော်ဒီမှာ1 8 6 3အဲ့ဒီလေးလုံးပေါင်းခြင်းဒီ shit ဟုတ်ပြီနော်ဒီမှာ368ကခွန်ဒီတင့်နဲ့ပေါင်းတော့ရှစ်ကဲနောက်တစ်ပွင့်ဆက်ကြည့်မယ်ဒီမှာ235 235 30 30ဦးဒီထိတ်ကရှင်းနဲ့ပေါင်းခြင်းဒီလေရှစ်ပါပဲတဲ့ဒီလေးလုံးပေါင်းရှစ်ပဲတဲ့ကဲဒါဆိုရင်ဒီမှာဒီရှစ်ဖြစ်အောင်ထည့်ရအောင်နော်အဲ့ကောင်ရှစ်ဖြစ်အောင်ထည့်ရအောင်ဒါဆိုရင်ပါထည့်မယ်အခုဒီမှာက386ကနော်386ကလေးလုံး3လုံးပေါင်းရင်6လို့ရှိတာ ထောက်လို့ရှိတဲ့အတွက်ရှစ်ဖြစ်အောင်ဆိုရင်ဆရာတို့ဗာထိတ်ထည့်မယ်နှစ်ထိတ်ပဲထည့်ပေးရမယ်ဟုတ်ပြီနော်နှစ်ထိတ်ပဲဒါဆိုအဲ့ဒီလေးလုံးရှစ်လို့ရတယ်ကဲခုနလေးဒီမှာနှစ်ထိတ်ပဲနော်ဟုတ်ပြီနှစ်တလုံးကပိုင်ဖြစ်သွားပြီဟမ်နှစ်တလုံးကအပိုင်ဖြစ်သွားပြီနော်ကဲဒါဆိုကောင်းပြီအဲ့ဒါဆိုရင်နောက်ဆိုင်ကိုကြည့်မယ်နောက်ပိတ်ကိုနော်အပိတ်ကိုကြည့်ရအောင်အပိတ်ကဘယ်လိုသွားမလဲဆိုတော့သူ့လိုပဲသွားမယ်နော်ဒီမှာကြည့်8246 834 24ဒီ6နဲ့ပေါင်းမယ်အဲ 6886အဲ့ဒီ၄လုံးပေါင်းမယ်။နောက်8 3 4 4ဒီ6နဲ့ပေါင်းရင်ဒီဘယ်လောက်လဲ။တုံညာတဲ့။ဟုတ်ပြီနော်။အဲ့တော့သူသွားတာကဒီ၄လုံးဒီ6ဒီ၄လုံးဒီတုံညာလို့သွားတာ။ဟုတ်ပြီနော်။ကဲဒါဆိုနောက်တစ်ပွဲဆက်ကြည့်မယ်။2 5တုံညာအဲ2 3 5ဒီတုံညာဒီ6နဲ့ပေါင်းရင်ဒီ6။အဲ့နောက်တစ်ခါဒီမှာနော်ဒီ၄လုံးပြန်ပေါင်းမယ်။ဒီမှာ3 9ခွန်35ဒီ9နဲ့ပေါင်းခြင်းဒီတုံညပဲတဲ့ဟုတ်ပြီနော်ဒီတော့၄လုံးပေါင်းခြင်းဒီတုံညအဲ့တော့ဒီ၄လုံးဒီ၈ဒီ၄လုံးဒီတုံညဟုတ်ပြီနော်ကဲဒါဆိုရင်အခုဒီ၄လုံး၈ဖြစ်အောင်ဆိုတော့ဒီမှာနှစ်ထိပ်လို့ရတာပြီဟုတ်ပြီနော်အဲ့တော့ဒီကောင်တုံညဖြစ်ရအောင်နော်ဒီ၄လုံးဒီတုံညဖြစ်ရအောင်တုံညဖြစ်အောင်ထည့်ပြရမှာပေါ့နော်အဲ့ဒါဆိုရင်ဘာထည့်မလဲအဲ့တော့ဒီမှာက၃၂ခွန် ဘယ်လောက်ရှိလဲနှစ်လို့ရှိတာဟုတ်ပြီနော်၃၂ခွန်ဒီနှစ်လို့ရှိတော့အဲ့တော့ဒီအလုံးနဲ့ပေါင်းရင်၃ညဖြစ်ရမှာအိုးဒီလေးလုံးအဲ့တော့ဘာထည့်မလဲ၃ညဖြစ်အောင်ဆိုရင်ဒီမှာနှစ်ရှိခြင်းကြောင့်ရှစ်ထိတ်ဟောရှစ်အပိတ်တလုံးထည့်ပြီးရမယ်ဟော28တဲ့ကဲဒီကောင်ကနှစ်ရှိနော်ဒီဆိုင်ကနှစ်ရှိဟာလားဒီဆိုင်ကခုနကတော့ဆိုင်ကဘာလဲနှစ်တဲ့အဲ့တော့တဲ့နဲ့တဲ့နဲ့ ဒီမှာက၈နဲ့အပိတ်ကနော်၁နဲ့၈ကနတ်ခတ်လေးပဲထိတ်ကတော့အငိမ့်တူနေတယ်ဟုတ်ပြီနော်အဲ့ဒါနှစ်နှလုံးတူနေတယ်နှစ်ထိတ်နှစ်ထိတ်တူနေတယ်အတ၈ကနတ်ခတ်လေးနဲ့နှစ်၁နှစ်၈ဒါနှစ်ကွက်သွားမယ်ညနေနော်အဲ့တော့မနက်ကတော့ငါဆရာပြောထားခဲ့တယ်ဒီနှစ်၄ဒီအခုက၄ရက်ပိုင်ဟိုအခုကနှစ်ကအပိုင်ဖြစ်ထားတယ်ဒီမှာနှစ်ထိတ်နှစ်ထိတ်မနက်ကလည်း၄ရက်အပိုင်ရပြီးရမှာနော်၄တလုံးကအဲ့တော့မနက်က၄နဲ့အခုဒီနှစ်နဲ့ပေါင်းပြီးတော့နှစ်၄ဆိုတာလေသူကပြန်ထိုးရမှာနော်နေကုန်ဘာလို့ဆိုတော့ ညတော့ဆရာပြားကလေးစိုက်နေတယ်မှာလေဟုတ်တယ်လားဒီမှာဒီနေရာမှာနှစ်လေးရနှစ်ကွက်ထဲမှာသူဒီနှစ်နှစ်ချိန်မှာတစ်ချိန်ကြာမှာဟုတ်ဟုတ်တယ်လားတစ်ချိန်ကြာမှာသူအခုအခုကဒီမှာနှစ်ကလာတွေ့နေတယ်နော်အဲ့တော့တစ်ချိန်ကြာမှာဖြစ်တဲ့အတွက်သူကညနေထပ်ထိုးရမှာနော်အဲ့တော့ကနန်သုံးကွက်ထဲဟာလားနှစ်လေးရနှစ်ရှေးနှစ်တစ်ဒါပဲသုံးကွက်နော်နည်းနည်းတော့အားကစားလို့ဟုတ်လားကဲအားလုံးပဲဒါပေါ်တင်ပေးလိုက်မယ်ဟုတ်လားနော်ကဲအားလုံးပဲဒီညနေကိုအဲ့ဒါမိတ်ဆွေကိုအပိုင်နဲ့သုံးပြီးတော့နော် ဆရာတော့စပယ်ရှယ်ကြိုက်တယ်လीနော်နှစ်လေးနှစ်ချင်းနှစ်တင်နေတော့အားမယ်ဘွာလားအားကစားမယ်ကြိုက်တယ်ဒီနှစ်တင်နှစ်ရှိကိုပို့ကြိုက်တယ်လीဒါမှမဟုတ်ဟိုလေးကဒီကောင်မဲဟိုဘက်လေးရကတ်လာပြီးတော့နှစ်လေးဆိုပြီးလောက်သွားမှာပူလို့ဒီကောင်ကအခုတမန်ရှိကြတယ်မလားဒီနှစ်ကြိမ်မှာသူကတစ်ကြိမ်ထွက်ပြေးရမှာလीအဲ့တော့ဒီကောင်လည်းထိုးမယ်နှစ်တစ်ထိုးမယ်နှစ်ရှစ်ထိုးမယ်နှစ်လေးလည်းထိုးမယ်အဲ့တော့ကြာနာဟိုကမိတ်ဆွေကြိုက်တယ်လို့သုံးပါနော်ဟဲ့လားအဲ့တော့ဒီမှာဒေသုံးခွက်ပေါ့နော် နှစ်လေးနှစ်တဲ့နှစ်ရှစ်ထဲသုံးခွက်အာတော့အာပေါ့နော်ပါပါလေးတော့အာပါဟာလားတဲ့အားလုံးမဆင်ပြေကြပါသည်စိတ်အချမ်းသာနဲ့ကိုယ်အချမ်းသာနဲ့ပြည့်စုံကြပါဟာလားလုံးဆန်လိုက်လေတလုံးကပြီးကြပါလေဒီကနေ့ဖြစ်ရင်မင်းဆက်အတွက်ဆရာဆက်လက်ကြိုးစားရှာဖွေလိုက်အောင်နော် အဲ့တော့ညချင်ပြန်ဆုံကြမေးလို့နော်ကဲဘိုင်ဘိုင်နည်းနည်းအားပေါ့နော်အားပါပါလေးပေါ့ဟာထုံးစံတိုင်းပေါ့ဒီမှာအားမယ်ပါပါလေးကဲစင်ပြကြပါစီဗျာ။ຢ່າຫນုံပြီပဲလို့ကြာမှန်းလာပြီ။โอเคနော်